ကျွန်မရဲ့ healthy lifestyle ပရိသတ်ကြီးကိုခုပြောပြခြင်းတဲ့တဲ့ရတော့စစ်ကောက်စီရလဲယာယီအပြစ်အခက်ရဲ့အကြောင်းကြီးညာလိုက်တဲ့တဲ့ပဲဖြစ်ပါတယ်။နေပြည်တော်စေယုံကထုတ်ပြန်လိုက်တဲ့ဒီကြီးညာချက်မှာချွင်းချက်တွေလည်းပါဝင်နေပြီးတော့လက်နက်ကင်တွေအနေနဲ့ရတော့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့လုပ်နေရဆိုလို့ရှိရင်တော့ဆက်လက်တိုက်ခိုက်မယ်လို့လည်းသိရပါတယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ရဲ့နောက်ဆက်တွဲကယ်ဆယ်ရေးအတွက်2025ဧပြီ2ရက်နေ့ကနေပြီးတော့22ရက်နေ့အထိကိုယာယီအပြစ်အခက်ရက်စဲကြောင့်စစ်ကောင်စီကဒီကနေ့ညပိုင်းမှာပဲကြီးညာလိုက်တာဖြစ်ပါတယ် ဆိုတော့မြင်းကလင်းရဲ့နောက်ဆက်တွဲကဲစည်းအတွက်ယာယီအဖြစ်ခတ်ရက်မယ်ဆိုတဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ကမ်းလှမ်းချက်တွေကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်ငူကြီးမင်းအောင်လှိုင်ဟာယမန်နီးယားပယ်ချလိုက်ပြီးတဲ့နောက်မှာတော့စစ်တပ်ကဒီနေ့မှာယာယီအဖြစ်အပြစ်ရက်မယ်ဆိုပြီးတော့ထပ်မံထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်ဒီကနေ့ ဧပြီလ2ရက်နေ့မှာထုတ်ပြန်လိုက်တာပေါ့နော်ဆိုတော့ယာယီအပြစ်ခတ်ရက်တိုက်ခိုက်မှုရက်စဲကြီးကာလလို့စစ်တပ်ကရည်ညွှန်းတဲ့ဒီကာလမှာအပြစ်ရက်ထားမှာဖြစ်တော်လဲပဲစစ်တပ်ကလက်မခံတဲ့ချွင်းချက်တွေကိုချိုးဖောက်တဲ့လက်နက်ကိုင်တွေကိုတော့တံပြန်တိုက်ခိုက်မယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်စစ်ကောင်ဆောင်ရဲ့စစ်ရုံးကထုတ်ပြန်တဲ့ဒီကြေညာချက်မှာလက်နက်ကိုင်တွေအနေနဲ့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့လှုပ်ဆောင်နေဆိုလို့ရှိရင်ဆက်လက်တိုက်ခိုက်မယ်လို့လည်း ဖော်ပြထားပါတယ်။အဲ့ဒါအပြင်ဆက်သွယ်ရေးလမ်းကြောင်းတွေအဲအရက်သားတွေနဲ့တက်စခန်းတက်ဌာနချုပ်တွေကိုတိုက်ခိုက်ခြင်း၊နယ်မြေချဲ့ထွေခြင်းတို့ပြုလုပ်မယ်ဆိုလို့ရှိရင်တံပြန်တိုက်ခိုက်မယ်လို့လည်းပြောပါတယ်။ငလင်လောက်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF ကဧပြီလ13ရက်နေ့အထိနဲ့ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ရခိုင်တပ် AA ကိုကန့်တပ် MNDAA နဲ့ တအောင်တက် TNLA တို့ကဧပြီလတာတစ်ဖက်သက်အပြစ်ခတ်ရက်ရက်စဲမယ်ဆိုပြီးတော့ကြေညာထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီကတော့ဒီကနေ့ဧပြီလ2ရက်နေ့မှာ ပြန်လည်ကြေညာထားတာပဲဖြစ်ပါတယ်ရှင်။ဒါကတော့မြန်မာနိုင်ငံရဲ့ငလင်ပေးအတွက်ကိုနိုင်ငံတကာအနေပြီးတော့လာရောက်ကူညီနေတဲ့ပုံရိပ်တွေဖြစ်ပါတယ်။ဘယ်နိုင်ငံတွေပါမလဲဆိုတာကတော့တစ်ချက်ကြည့်ကြည့်ပါအောင်နော်။